2025ခုနှစ်နိုဝင်ဘာလအတွက် တနင်္ဂနွေသားသမီးများ၏လူမှုရေးစီးပွားရေးကျန်းမာရေးအခြေရေးပညာရေးနိုင်ငံခြားရေးနှင့်ရတရားများကိုမေတ္တာချန်နယ်မှတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။လူမှုရေးနိုဝင်ဘာလသည်တနင်္ဂနွေသားသမီးများအတွက်လူမှုဆက်ဆံရေးတွင်ထင်ရှားသောလဖြစ်သည်။တင်းဤခေါင်းဆောင်စွမ်းဤနှင့်ဆွဲဆောင်မှုရှိသောပင်ကိုစရိုက်ကြောင့်လူ widetilde များနှင့်ဆက်သွယ်ရန်အခွင့်အလမ်းများပေါ်ပေါက်လာမည်။အထူးသဖြင့်နိုဝင်ဘာ10ရက်နှင့်18ရက်ကြားတွင်လူမှုရေးပွဲများတွင်တင့်ကိုအာယုံဆိုင်မှုရရှိမည်။ သို့သောမမာနဖြစ်တတ်သောသဘောတဘာဝကြောင့်အထင်လွဲမှုများဖြစ်ပေါ်နိုင်သည်အကြံပြုချက်နားထောင်သူတဦးဖြစ်အောင်စူးစမ်းပါ အခြားသူများ၏အမြင်များကိုလေးစားပြီးရိုးသားမှုထားရှိပါစီးပွားရေးစီးပွားရေးရနိုဝင်ဘာလသည်ရည်မှန်းချက်များအကောင့်ထည့်ဖော်ရန်အခွင့်လန်းကောင်းသောလဖြစ်သည်သင်၏တီထွင်ဖန်တီးနိုင်စွမ်းနှင့်ဆုံးဖြတ်ချက်ချနိုင်မှုကိုအသုံးပြုပြီးအလုံးနယ်ပယ်တွင်ထူးချွန်ထင်ရှားနိုင်သည်နိုဝင်ဘာ9ရက်နှင့်15ရက်ကြားတွင်အလုတ်တိတို့မဟုတ်ယာဒူးတို့ရန်အခွင့်လန်းများရှိမည် သို့သောငွေကြေးစွန့်စားမှုများကိုတတိထားပါနိုဝင်ဘာ25ရက်နေ့30ရက်ကြားတွင်မလိုအပ်သောအသုံးစရိတ်များရှောင်ပါအကြံပြုချက်ရင်းနှီးမြှုပ်နှံမှုများမပြုမီတေချာစီစစ်ပါ အဖွဲလိုက်လှုပ်ဆောင်မှုများတွင်ပူးပေါင်းဆောင်ရွက်ရန်ကြိုးစားပါကျမ်းမာရေးကျမ်းမာရေးရနိုဝင်ဘာလသည်စွန့်ရင်ပြည့်ဝတော်လာဖြစ်သည်သို့သောစိတ်ဖိစီးမှုနှင့် ပင်ပန်းနှံ့နယ်မှုကိုတတိထားရန်လိုအပ်သည်တဲ့အာနာပိုင်စိတ်နဲ့အလုတ်ကိုဦးစားပေးလွန်သည့်သဘောတဘာဝကြောင့်ကျမ်းမာရေးကိုဂယုမဆိုင်မိတတ်ပါ သွေးတိုးတက်ခြင်းနှလုံးဆိုင်ရာပြဿနာများကိုတတိထားပါနိုဝင်ဘာ၁၂ရက်နှင့်၁၈ရက်ကြားတွင် ပင်ပန်းမှုကြောင့်ခေါင်းကိုက်ခြင်းဖြစ်ပေါ်နိုင်သည်အကြံပြုချက်နေ့စဉ်ယောဂသို့မဟုတ်တရားထိုင်ခြင်းဖြင့်စိတ်ဖိစီးမှုကိုလျှော့ချပါရေဓာတ်ဖြည့်တင်းရန်နှင့်အာဟာရဓာတ်ပြည့်ဝသောအစားအစာများစားသုံးပါ အချစ်ရေအချစ်ရေတွင်ယိုမန်တဆန်သောအခွင့်အလမ်းများရှိမည်တကူရီသမားများအတွက်နိုဝင်ဘာ၈ရက်နေ့၁၅ရက်ကြားတွင်စိတ်ဝင်စားဖွယ်လူတစ်တအူးနှင့်တွေ့ဆုံနိုင်သည် ရှိပြီးသားဆက်ဆံရေးရှိသူများမှာတင်းဤလွတ်လပ်မှုကိုဦးစားပေးလွန်းသည့်သဘောတဘာဝကြောင့်အထင်လွဲမှုများဖြစ်ပေါ်နိုင်သည်။နိုဝင်ဘာ20ရက်နေ့25ရက်ကြားတွင်စကားများရန်ဖြစ်နိုင်သည်။အကြံပြုချက်ချစ်သူနှင့်ဆက်ရှိမှုနှင့်နားလည်မှုထားရှိပါ။သင်ခန်းစားချက်များကိုရိုးသားစွာဖွင့်ဟပြောဆိုပါ။ပညာရေးပညာရေးရနိုဝင်ဘာလသည်အောင်မြင်မှုရရှိရန်အခွင့်လန်းကောင်းတော်လာဖြစ်သည်။တင်းဤတီထွင်ဖန်တီးနိုင်မှုနှင့်ဥဆောင်နိုင်စွမ်းကြောင့် စာမေးပွဲများ project များသူတေသနာများတွင်ထူးချွန်နိုင်သည်။နိုဝင်ဘာတရက်နှင့်တစ်ဆယ့်ရက်ကြားတွင်တင်ယူမှုအစ်စ်များစတင်ရန်အချိန်ကောင်းဖြစ်သည်။သို့သောအာယုံစူးစိုက်မှုညှော့နေခြင်းကိုတတိထားပါ။အကြံပြုချက်တင်ယူမှုအတွက်အချိန်ဇယားဆွဲပါ။အောက်စုလိုက်လေ့လာမှုများတွင် ပါဝင်ပါ။စာဖတ်ခြင်းနှင့်မှတ်စုရေးမှုကို ပုံမှန်လုပ်ဆောင်ပါ။နိုင်ငံခြားရေးနိုင်ငံခြားရေးနှင့်ခီးသွားလာမှုအရာနိုဝင်ဘာလသည်အခွင့်အလမ်းအစ်စ်များပေါ်ပေါက်လာနိုင်သည့်လဖြစ်သည်။ နိုဝင်ဘာ15ရက်နေ့နှစ်ဆက်5ရက်ကြားတွင်နိုင်ငံခြားခီးသွွားရန်သို့မဟုတ်နိုင်ငံခြားမှလူများနှင့်ဆက်သွယ်ရန်အခွင့်အလမ်းများရှိမည်သို့သော စာရွက်စာတမ်းများနှင့်ခီးသွွားစီစဉ်မှုများကိုတေချာစစ်ဆေးပါနိုဝင်ဘာ5ရက်နေ့10ရက်ကြားတွင်နှောင့်နှေးမှုများဖြစ်ပေါ်နိုင်သည်အကြံပြုချက် ခီးသွွားမည်ဆိုတာကကြိုတင်စီစဉ်ပါနိုင်ငံခြားလုပ်ငန်းများတွင် ရိုးသားမှုနှင့်ဆက်ရှိမှုထားရှိပါအဲကြများတနင်္ဂနွေသားသမီးများသည် နေမင်းနှင့်ဆက်ဆက်သည့်အတွက် ယကြများကိုအနီရောင်ရွှေရောင်ပတ္တမြနေကြပန်းစသည်လို့နှင့်ပေါင်းဆက်ပြုလုပ်ရန်အကြံပြုပါသည်။တနင်္ဂနွေသားသမီးများအတွက်ယကြများနေနဲ့သားအားဆုတောင်းခြင်းတနင်္ဂနွေနေ့နံနက်တွင်နေထွက်ချိန်တွင်တန်ရှင်းသောရေဖြင့်ရေချိုးပြီးနေနဲ့အားဆုတောင်းပါ။အနီရောင်ပန်းဥပမာနှင်းစီပန်းနှင့်စီမီတလုံးထုံးညိပူဇော်ပါ။ဆုတောင်းစာသာအိုနေနဲ့မင်းကျွန်ုပ်၏ဘဝတွင်အလင်းရောင်နှင့်အောင်မြင်မှုများပေးသနာတော်မူပါ။အနီရောင်နှင့်ရွှေရောင်အသုံးပြုခြင်း တနင်္ဂနွေနေ့တွင်အနီရောင်သို့မဟုတ်ရွှေရောင်ဝတ်စားဝတ်ဆင်ပါအိမ်တွင်အနီရောင်ဖျောင်းတိုင်သို့မဟုတ်ရွှေရောင်လှဆင်ပစ္စည်းများထားရှိပါရက်ကြာအတွက်အလူပြုတ်ခြင်းတနင်္ဂနွေနေ့တွင်အနီရောင်စားစာများဥပမာခရမ်းကျင်သီးမုန့်ကိုဖုံးကြီးချောင်းသို့လူတန်းပါစင်ရဲသားများအားအဝတ်စားသို့မဟုတ်အစားစာများလူတန်းပါကြောက်မြင့်ရတနာပတ်တများသို့မဟုတ်ရွှေလက်စွတ်သို့မဟုတ်လယ်ဆွဲဖြစ်ဝတ်ဆင်ပါ တနင်္ဂနွေနေ့နံနက်တွင်စက်တင်ဝတ်ဆင်ရန်အကောင်းဆုံးဖြစ်သည်နေကြပန်းနှင့်ရက်ကြာ အိမ်တွင်နေကြပန်းများသို့မဟုတ်နေကြပန်းပုံများထားရှိပါ။နံနက်တွင်ရေခွက်တစ်ခွက်ကိုနေရောင်အောက်တွင်ထားပြီးထိုရေကိုတောက်သုံးပါ။ကျမရေးနှင့်ကံကောင်းခြင်းကိုချစ်စေသည်။အိမ်တွင်ရက်တာအိမ်ရှိတဲ့တွင်အနီရောင်သို့မဟုတ်ရွှေရောင်လှဆင်ပစ္စည်းထားရှိပါ။နေထွက်ချိန်တွင်အိမ်ရှိတွင်စီမီထုံးညိပါ။တတိပေးချက်ရကြများကိုယုံကြည်မှုအပြည့်ဖြင့်ပြုလုပ်ပါ။တနင်္ဂနွေနေ့နံနက်ချိန်တွင်ရကြများပြုလုပ်ရန်အကောင်းဆုံးဖြစ်သည်။ မမာနနှင့်အလင်းစလိုဆုံးဖြတ်ချက်များကိုရှောင်ကျင်ပါဤဟော့ကိန်းနှင့်ရပြများသည့်တနင်္ဂနွေသားသမီးများအတွက်နိုဝင်ဘာလတွင်အောင်မြင်မှုတည်ငြိမ်မှုနှင့်ကံကောင်းခြင်းများရရှိရန်အထောက်အကူဖြစ်စေမည်ဟုမျှော်ဝင့်ပါသည် ခုနှစ်ရက်သားသမီးအပေါင်းမိမိပြုလုပ်သောကုသိုလ်အထောက်ပံ့များရရှိပြီးစိတ်အီချမ်းသာခြင်းကိုယ်အီချမ်းမာခြင်းဖြင့်ပြည့်စုံကြသည်ဖြစ်ကြပါစေအသည့်အစ်တင်သောဗီဒီယိုများကိုအစင်မပြတ်ကြည့်ရှုနိုင်အောင်မေတ္တာ channel လေးကို like နှင့် follow လုပ်ပေးထားကြပါဦးနော်